American B2 Spirit ဘုံးကျဲလေယာဉ်60ဟာ24နာရီအတွင်းအရှိလေပိုင်းဒေတာစီတိတ်တဆိတ်ချင်းကပ်လာခဲ့ပါတယ်။သူတို့ဟာ GPU 57 Vanguard ဖြတ်ပုံးတွေတပ်ဆင်ထားပြီးတခုတည်းသောပစ်မှတ်ကတော့ Iran ရဲ့အဓိကနျူကလ িয়ার ဆက်ရုံတွေပါ။ဒီဆက်ရုံတွေဟာမြေအောက်မှာဖုံးကွယ်ထားပြီးညဘက်ရောက်လာတဲ့အခါဒီလေယာဉ်တွေဟာဒေတာတစ်ခုလုံးရဲ့ကံကြမ္မာကိုဆုံးဖြတ်နိုင်မဲ့ mission တစ်ခုကိုစတင်ခဲ့ပါတယ်။ Washington နဲ့ Tehran ကြားကတင်းမာမှုဟာဆယ်စုနှစ်တခုအတွင်းအမြင့်ဆုံးအဆင့်မှာရှိနေပါတယ်။ နိုင်ငံတကာအတမ်းမစ်စွမ်းအင်အေဂျင်စီရဲ့နောက်ဆုံးစီရင်ခံစာအရအီရန်ဟာယူရေနီယံကို84.500ကိုင်တုံးထိတန့်စင်ထားပြီးဒါဟာလက်နက်ထုတ်လုပ်ဖို့လိုအပ်တဲ့နျူကလ িয়ার ပစ္စည်းနဲ့တဆင့်သာကွာတော့တဲ့အခြေအနေပါ။ကျွမ်းကျင်သူတွေကအီရန်ဟာနျူကလ িয়ার ပုံးတည်ဆောက်နိုင်တဲ့စွမ်းအင်ကိုနှစ်ပတ်မပြည့်ခင်မှာရရှိနိုင်တယ်လို့သတိပေးနေပါဗျ။ဒီအခြေအနေကအမေရိကန်ရဲ့အရှေ့လယ်ပိုင်းမဟာမိတ်တွေကို ပြင်းပြင်းထန်ထန်ထိတ်လန့်စေခဲ့ပါဗျ။ဥရောပမှာအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုပြင်းပြင်းထန်ထန်ဝေဖန်နေတဲ့အစ္စရေးက အခုဆိုရင်အရင်ကထက်ပိုပြီးပြင်းထန်စွာထုတ်ဖော်ပြောဆိုနေပါတယ်။သူတို့ကနျူကလ িয়ার လက်နက်တပ်ဆင်ထားတဲ့အီရန်ကိုဘယ်တော့မှလက်မခံဘူးလို့ပြောပါတယ်။ Saudi Arabia ကလည်းပွင့်ပွင့်လင်းလင်းစိုးရိမ်မှုတွေထုတ်ဖော်နေပြီးအီရန်ရဲ့နျူကလ িয়ার ပုံဟာဒေသတစ်ခုလုံးမှာအစမတန်လက်နက်ပြိုင်ဆိုင်မှုကိုဖြစ်ပေါ်စေမှာပါ။ဒီအကြောင်းမျိုးမျိုးကြောင့် UAE နဲ့ Bahrain တို့ပင်လယ်ကွေ့နိုင်ငံတွေကလည်းတိတ်တဆိတ်သူတို့ရဲ့ကာဝေးရေးစမ်းရွက်တွေကိုအဆင့်မြင့်တင်ထားပြီးအစိုးဆုံးအခြေအနေတွေပြင်ဆင်နေကြပါတယ်။ ဥရောပမှာတော့ခေါင်းဆောင်တွေကဆက်လက်ပြီးထိမ့်ထိမ့်သိမ့်သိမ့်လှုပ်ဆောင်ဖို့တိုက်တွန်းနေပြီမြင်ပြင်သစ်ဂျာမနီနဲ့ဗြိတိန်ရဲ့ခေါင်းဆောင်တွေအားလုံးကတန်တမန်ရေးတွယ်လမ်းကြောင်းဟာကျင်းပြောင်းလာနေတယ်လို့အတိအမှတ်ပြုထားပါဗျ။နျူကလ িয়ার လက်နက်တပ်ဆင်ထားတဲ့အီရန်ရဲ့အကျိုးဆက်တွေဟာနိုင်ငံရေးနဲ့စစ်ရေးရာတက်ရောက်မှုတွေဒါမှမဟုတ်ပဲကမ္ဘာစီးပွားရေးကိုပါပြင်းထန်တဲ့ထိခိုက်မှုတွေဖြစ်ပေါ်စေမှာပါ။ကမ္ဘာ့ဂျင်းနယ်ထောက်ပံ့မှုရဲ့20ရာခိုင်နှုန်းနီးပါးဟာ Homus ရေလက်ကြောင်းကိုဖျက်ဆီးသွားရပြီးဒီမှာပြည်ပခတည်တည်လေးဖြစ်ပေါ်ရင်တော့ရေနံစည်းတွေအဆမတန်မြင့်တက်သွားပါဗျ။ ဒါဟာငွေကြေးဖောင်းပွားမှုထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ပြတ်တောက်မှုနဲ့ဘန်နာရေးအချက်ဒဲရီရဲ့စိုက်ကက်ဖြစ်ပေါ်မှုကိုဖြစ်ပေါ်စေမှာပါဒီလိုပို့ပြီးဆိုးရွားလာတဲ့အချိန်ကြောင့် White House ဟာဖိအားပေးခံနေရတယ်ဆိုတာကိုနားလည်ထားပါတယ်အီရန်က DNLC ကိုမဖြတ်ကျော်ခင်အမေရိကန်ကအရေးယူမှုမလုပ်ပါကအရှိလေပိုင်းမှာသူ့ရဲ့ဩဇာလွှမ်းမိုးမှုကိုဆုံးရှုံးရုံနဲ့မကပဲကမ္ဘာတဝှမ်းကလည်းသူ့ရဲ့မဟာဗျူဟာရေးရာအကျိုးစီးပွားတွေကိုကာကွယ်ဖို့ဂတိကွက်တွေကိုမေးခွန်းထုတ်လာနိုင်ပါတယ် ဒီအချိန်ဒီမှာ2025ခုနှစ်မှာပြန်လည်ရွေးကောက်တင်မြှောက်ခံရတဲ့သမ္မတဒေါ်နယ်ထရန့်ကရှင်းလင်းတဲ့ထုတ်ဖော်ပြောဆိုမှုတစ်ခုလုပ်ခဲ့ပါတယ်။ American ပြည်ထောင်စုဟာဘာမှမလုပ်ဘဲလက်ပိုက်ကြီးနေမှာမဟုတ်ဘူးလို့ပြောပါတယ်။တီဟီရန်ကညှိနှိုင်းဆွေးနွေးမှုစပွဲစီပြန်မလာရင်ဝါရှင်တန်ဟာစစ်ရေးအရေးယူမှုကိုပြင်ဆင်ထားပြီးသူ့ရဲ့လက်နက်တူလောင်ယုံအကုန်လုံးကိုပစ်မှတ်ထားတိုက်ခိုက်မယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒါဟာအလွတ်တဘောချိမ့်ချောက်မှုတစ်ခုထပ်ပို့ပါတယ်။ ်မေလတလရဲမှာ B2 ပုံကျဲလင်ရဲ6ဆင်းကိုအိန္ဒိယသမုတ်တရားရဲက Diego Garcia လေးတက်စခန်းစီဖြန့်ကျက်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒါဟာအီရန်တွင်းကမဟာဗျူဟာရေးရပြတ်မှတ်တွေကိုဓာတ်ရိုက်တိုက်ခိုက်နိုင်တဲ့အကွာအဝေးထဲမှာရှိစေပါတယ်။တစ်ချိန်တည်းမှာပဲ American ရေတပ်ရဲ့လေရင်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုတွေကလေရင်တင်သင်္ဘောတွေနဲ့ထောက်ပံ့လေရင်တွေကိုအရှိအလေပိုင်းရေပြင်တွေစီပုံမနီးကအောင်ရွှေ့ပြောင်းခဲ့ပါတယ်။တန်တမန်ရေးအတွက်တကားဟာပိတ်လာနေပြီးကြံရှိနိုင်တဲ့တခုရီသောအတန်ကတော့ မြေကြီးနက်နက်ထဲကိုထိုးဖောက်သွားတဲ့ဘုံတလုံးရဲ့ပဲ့တင်တမ်းပဲဖြစ်နိုင်ပါတယ်။ဘီဒူးစပရိတ်လေရင်တွေဒီအေဂိုဂါစီယာလီဒါစခန်းတီချင်းကတ်လာတဲ့အခါအမေရိကန်စစ်ကောင်းဆောင်တွေဟာသူတို့ဟာပြန်လှည့်မြတဲ့အနေအထားတစ်ခုစီရောက်ရှိနေပြီဆိုတာကိုသိထားပါတယ်။အိန္ဒိယသမုဒ္ဒရာလယ်မှာတည်ရှိပြီးအီရန်ဒုံးကျည်တွေရဲ့အကွာအဝေးထက်အလန်းဝေးတဲ့နေရာမှာရှိနေပါတယ်။ဒီဂိုကာစီယာဟာတာဝေးတိုက်ခိုက်ရေးမရှင်အတွက်ပြင်ဆင်ဖို့အကောင်းဆုံးနေရာတစ်ခုပါ။ ဒီနေရာကနေလင်းရင်တွေဟာညအချိန်မှာပြန်တမ်းပြီးကွန်ကရစ်ပေ200ကျော်ကိုထိုးပေါက်နိုင်တဲ့ဘုံးတွေကိုတည်ဆောင်လာပါတယ်။ဒါတွေဟာအီရန်ရဲ့နျူကလ িয়ার ရည်မှန်းချက်တွေကို ဖုံးကွယ်ထားတဲ့နေရာတွေကိုပိတ်မှတ်ထားမှာပါ။ဘီဒူးဟာတိဆောက်ခဲ့တဲ့လင်းရင်တွေထဲမှာထူးခြားတဲ့ဒဇင်ပါ။ဒဇင်ကိုဒေါ်လာ1ဘီလီယံနီးပါးကုန်ကြပြီးခေတ်မီဖုံးကွယ်နည်းပညာ Steel Technology ရဲ့အောင်မြင်မှုကိုကိုးစားပြုပါတယ်။ဒီလင်းဟာရန်သူရဲ့ရေဒါတွေကိုရှောင်တုံးနိုင်အောင်တင်မကပဲ။ GBU 57လို့ထူးလက်နက်တွေကိုပါတယ်ဆောင်နိုင်ပါတယ်။ဒီဘုံးဟာပေါင်2800ကျော်အလေးချိန်ရှိပြီးမြေအောက်မှာဖုံးကွယ်ထားတဲ့နျူကလ িয়ার ဆက်ရုံတွေကိုဖျက်ဆီးဖို့အထူးဒီဇိုင်းထုတ်ထားတာပါ။ဒါပေမဲ့ပြစ်မှတ်ကိုရောက်ပြီးတိုက်ခိုက်ဖို့ဆိုတာဘုံးတွေကိုလွှတ်ချပြီးပြန်ထွက်လာရုံနဲ့မပြီးပါဘူး။ American စစ်တပ်ကအီရန်ဟာခေမီလေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုကိုတည်ဆောက်ထားပြီးဒီအထဲမှာပြည်ရင်းထုတ် Buffer 373နဲ့ Russia ထောက်ပံ့တဲ့ S300 စနစ်တွေပါဝင်နေဆိုတာကိုကောင်းကောင်းသိထားပါဗျ။ ဒီစနစ်တွေဟာမိုင်းယာချီဝေးတဲ့ပြစ်မှတ်တွေကိုသိရှိပြီးဖြတ်စည်းနိုင်စွမ်းရှိပေမဲ့ပြစ်မှတ်က B2 ဆိုရင်တော့ဒီစနစ်တွေကအလုံးမဖြစ်ပါဘူးဒီစစ်စင်ရေးကိုချောချောမွေ့မွေ့လဲပတ်ဖို့ပင်ဒဂွန်ကအကြီးစားညှိနှိုင်းဆောင်ရွက်တဲ့အားထုတ်မှုတစ်ခုကိုစီစဉ်ထားပါတယ် B2 ပုံကျဲလေယာဉ်တွေဟာ Diego Garcia ကနေ Iran လေပိုင်နက်စီပြန်တန်းတဲ့အခါ KC-135 လောင်စာဖြည့်လေယာဉ်တွေကလေထဲမှာစုံပြီးလောင်စာဖြည့်ပြီးမှာပါဒါဟာ B2 တွေကိုမိုင်းထောင်ပေါင်းများစွာခရီးကိုမရမနာဆက်လက်သွားနိုင်ဖို့ခွင့်ပြုပေးပါတယ် အချိန်ထဲမှာပဲအာရီပြပင်လေတွေက American Landing သင်္ဘောပေါ်က FA18 Super Hornet တိုက်လေရင်နေနဲ့ EA80G Growler Electronic စစ်စင်ရေးလေရင်တွေကပထမဆုံးတိုက်ခိုက်မှုလိုင်းကိုစတင်ပါပါ Growler ဟာအဓိကနေရာယူမှာဖြစ်ပြီး Radar တွေကိုနှောက်ယှက်ပြီးကအီရန်ရဲ့ညွန်ကြားထိန်းချုပ်ရေးစနစ်တွေကိုပိတ်ဆို့ပြီးလေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုမမြင်နိုင်အောင်လှုပ်ဆောင်ပါပါမင်းနဲ့နိုင်ငံတွင်းမှာပဲ electronic စင်ပြေပြင်ဟာဖျို့ဖျဲဖြစ်လာပြီး B2 ပုံကျဲလေရင်တွေ Iran လေပိုင်းနဲ့ထဲကိုမတိမတာဝင်ရောက်နိုင်ဖို့ လမ်းကြောင်းတစ်ခုဖွင့်ပေးနိုင်ပါလိမ့်မယ်။ B2 တိုင်းဟာ GPU 57ဘုံးတလုံးဒါမှမဟုတ်နှလုံးကိုတည်ဆောင်လာပြီးအီရန်က Zagros နဲ့ Elbas တောင်တန်းတွေရဲ့အကြောက်ဆောင်အလှအရကိုဖြတ်ဖြတ်ပြန်တမ်းမှာပါ။ Tamara Trent ကအားလုံးဟာစပွဲပေါ်မှာရှိနေတယ်လို့ပြောတာဟာချိန်ချောက်မှုတွေလုပ်နေတာမဟုတ်ပါဘူး။သူဟာ American ရဲ့မဟာဗျူဟာလေချောင်းဆွမ်းအားကအသင့်အနေထားမှာတိုက်ခိုက်ဖို့အသင့်ဖြစ်နေတယ်ဆိုတာကိုပြသနေပါဗျ။အခု Diego Garcia မှာ B2 ပုံကျဲလေရင်6ဆင်းရန်နာထားပြီး အီလက်ထရောနစ်စစ်ဆင်ရေးယူနစ်တွေအသင့်အနေထားမှာရှိနေပြီးပင်လယ်ခွေ့စီပိုနီးကပ်လာတဲ့ရေတက်အင်အားတွေနဲ့အတူအရာအားလုံးဟာ White House ကအမိန့်ကိုစောင့်ဆိုင်နေပါတယ်။တီဟီရန်မှာဘသူမှညကောင်းကင်ထဲမှာကျောင်းမက်ဖွဲအန်ရီတခုတည်ဆောင်လာနေတယ်ဆိုတာကိုမသိခဲ့ကြပါဘူး။ဒီယေဂိုဂါစီယာကနေတိတ်စိတ်ထွက်ခွာလာတဲ့ဘီဒူးစပရစ်ဘုံကျဲလင်ရဲ့6ဆင်းဟာအမောင်တဲကသမုတ်တရားကိုမိုင်းထောင်ပေါင်းများစွာကိုဖျက်ပြန်တန်းလာပြီးအရှိလေပိုင်းရဲ့အငင်းပွားရာနေရာစီဥတီလာနေပါတယ်။ အီရန်ရဲ့ရေဒါမျက်နှာပြင်တွေပေါ်မှာကောင်းကင်ဟာတည်နေနေပုံပေါ်ပေမဲ့တကယ်တမ်းမှာမုန်တိုင်းတစ်ခုတိုက်ခတ်တော်မှာပါအကောင်းဆုံးပြန်တန်းနိုင်တဲ့အမြင့်မှာဘီဒိုဆပရိတ်လေယာဉ်တွေဟာနယ်စပ်ကိုတိတ်တဆိတ်ဖြတ်ကျော်လာပြီးလေယာဉ်တစ်စင်းချင်းစီဟာဖွဲ့စည်းထားတဲ့အစီအစဉ်ကနေတစည်းပြီးတစည်းခွဲထွက်ကာကြိုတင်တတ်မှတ်ထားတဲ့ပြင်မှတ်တွေစီဥတီသွားပါတယ် Nordens ကနေ Fordul ထိနျူကလ িয়ার ဆက်ရုံတိုင်းမှာတိကျတဲ့ coordinate တွေရှိပြီးတိုက်ခိုက်ချိန်တွေကိုစက္ကန့်ပိုင်းအထိတွက်ချက်ထားပါတယ် ဘုံတူလောင်ကန်ထဲမှာ GPU 57ဘုံတွေဘန်ကာဖြတ်ဘုံတလုံးချင်းစီဟာအရှိပေ20ကျော်ရှိပြီးအလေးချိန်ပေါင်း2800ကျော်ကအားဖြည့်ထားတဲ့ကွန်ကရစ်ပေ200ကျော်ကိုထိုးဖောက်နိုင်တဲ့ထိပ်ဖူးတွေတည်ဆောင်ထားပါတယ်။ Inertial လမ်းညွန်စနစ်နဲ့ GPS နဲ့လမ်းညွန်ထားတာမို့ဒီဘုံတွေဟာတိကျမှုအနည်းငယ်သာကွာခြားနိုင်ပြီးအီရန်ကထိုးဖောက်မရဘူးလို့ယုံကြည်ထားတဲ့မြေအောက်ဘန်ကာတွေကိုဖျက်ဆီးဖို့လုံလောက်ပါတယ်။အီရန်ကပထမဆုံးကြားလိုက်ရတဲ့အတန်ဟာ မြေအောက်နက်နက်ကထိတ်လန့်စရာဟုံးတံတစ်ခုပါ7မိနစ်တွင်းမှာအီရန်လေပိုင်းနဲ့အနောက်ပိုင်းကအဓိကနျူကလ িয়ার ဆက်ယုံ၃ခုဟာလုံးဝဖျက်ဆီးခံလိုက်ရပါတယ်နောက်ပိုင်းမှာဂျိုဒူပုံရိပ်တွေကမြေပြင်ဟာကွဲရသွားပြီးဘုံပေါက်ကွဲရတွေကနေမိကုန်းနဲ့ဖုံမုံတွေဓာစင်ပေါင်းများစွာနက်တဲ့တွင်းတွေကနေတက်လာနေတာကိုပြသခဲ့ပါတယ်ဘုံတွေဟာတောင်ကျောက်ဆောင်တွေကိုထိုးပေါက်ပြီးယူရေနီယံတန့်စင်တဲ့ဆက်ယုံတွေကိုဖျက်ဆီးလိုက်တဲ့အခါ ီရန်ရဲ့တတိပေးစနစ်တစ်ခုလောင်းဟာအဲ့ဒီအချိန်မှာမှဘာဖြစ်နေလဲဆိုတာကိုသဘောပေါက်လာပါတယ်။အီရန်ရဲ့ခုခံရေးတုံ့ပြန်မှုဟာလုံးဝဖိအိုဖျဲဖြစ်နေပါတယ်။လေကြောင်းရဲ့ကာဝေးယူနစ်တချို့ကမမှန်ကန်တဲ့ပြစ်မှတ်တွေကိုပြစ်ခတ်ခဲ့တယ်လို့အရသားလေယာဉ်တွေကိုရန်သူပြစ်မှတ်တွေလို့ထင်မှားပြီးပြစ်ခတ်တာမျိုးတောင်ဖြစ်ခဲ့ပါတယ်။ဒါကြောင့်အစိုးရဟာအဲ့ဒီညမှာပဲနိုင်ငံတော်ဝန်လေရင်ပြန်တမ်းမှုပိတ်ပင်အမိန့်ထုတ်ပြန်ခဲ့ရပါတယ်။ဒါပေမဲ့အဓိကပျက်စီးမှုတွေဘယ်မှာဖြစ်နေလဲမသိရခင်မှာရင် ဖြစ်ပြီးသွားခဲ့ပါတယ်။ ဗီဒူးလင်းတွေဟာသူတို့ရဲ့မစ်ရှင်ကိုပြီးမြောက်အောင်လုပ်ပြီးရေဒီယိုဆက်သွယ်မှုကိုလုံးဝတိတ်ဆိတ်ထားရင်ဒီအေဂိုကာစီယာစီပြန်လှည့်သွားပါတယ်။အမေရိကန်ရေတပ်တိုက်လေယာဉ်တွေရဲ့ဝေးလံတဲ့အကာအကွယ်အောက်မှာပြန်တန်းသွားခဲ့ပါတယ်။လင်းရင်တစ်စင်းမှာထောက်လန်းခံရခြင်းမရှိသလိုဘုံတိုင်းဟာပြစ်မှတ်ကိုထိမှန်ခဲ့ပါတယ်။24နာရီမပြည့်ခင်မှာပဲဒီစစ်စင်ရေးဟာနျူကလ িয়ার ဆက်ရုံတွေရဲ့ပျက်စီးမှုကလွဲလို့ဘာမှခြေရာမထားခဲ့ပဲပြီးမြောက်သွားခဲ့ပါတယ်။ဒီဆက်ရုံတွေဟာတစ်ချိန်ကကဘာကိုထိတ်လန့်စေခဲ့တာပါ။ ဒါဟာလေကြောင်းတိုက်ခိုက်မှုတစ်ခုထက်ပိုပါတယ်။ဒါဟာအီရန်နဲ့ကမ္ဘာကိုဒုက္ခပေးတဲ့ထိတ်လန့်စရာသတင်းစကားတစ်ခုပါ။အမေရိကန်ပြည်ထောင်စုဟာအရေးယူဖို့အသင့်ရှိနေကဗီဒူးပုံကျဲလင်ရင်တွေဟာသူတို့ရဲ့တရှိမှုကိုလှစ်လျူရှုလို့မရတဲ့နည်းလမ်းနဲ့ပြသခဲ့ပါတယ်။ဒါပေမဲ့တိုက်ခိုက်မှုတွေရဲ့အကျိုးဆက်တွေဟာဒီမှာရပ်တန့်မသွားပါဘူး။တီဟီရန်ဟာမြေအောက်ကသတင်းတွေနဲ့နိုးထလာတဲ့အခါနောက်ထပ်ထိတ်လန့်စရာလှိုင်းတစ်ခုစတင်ပြန့်နှံ့လာပါတယ်။ဒါဟာစစ်ရေးရှေ့တန်းမှာမဟုတ်ဘဲ ဒေတာတစ်ခုလုံးရဲ့နိုင်ငံရေးအခင်းအကျင်းမှာဖြစ်ပေါ်လာတာပါတိုက်ခိုက်မှုပြီးဆုံးပြီးခြင်းမှာပဲကမ္ဘာမီဒီယာစနစ်တစ်ခုလုံးပေါက်ကွဲထွက်လာပါတယ်အစ္စရေးဗီဒိန်နဲ့ပြင်သစ်ကဂျူဒူပုံရိပ်တွေကအီရန်ရဲ့မဟာဗျူဟာရေးရာနျူကလ িয়ার ဆက်ယုံအ ਨੇ ဆုံး၃ခုဟာလုံးဝဖျက်ဆီးခံလိုက်ရတယ်ဆိုတာကိုအတည်ပြုခဲ့ပါတယ်ဒါ့ပြင် White House ကတော့တိတ်ဆိတ်နေသေးပါပဲပင်ဒဂွန်ကတိုးတောင်းတဲ့ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်အမေရိကန်ပြည်ထောင်စုကလှုပ်ဆောင်တဲ့လှုပ်ရအားလုံးဟာ အစုလိုက်အပြုံလိုက်ဖျက်ဆီးနိုင်တဲ့လက်နက်တွေပြန့်နှံ့မှုကိုတားဆီးဖို့ယူရတာဖြစ်တယ်လို့ဆိုပါရယ်။တီဟီရန်မှာတုံ့ပြန်မှုတွေကရောထွေးနေပါရယ်။တင်းမာတဲ့အုပ်စုတွေကဘလောက်ပဲကုန်ကြစရိတ်များပါစေလက်တုံ့ပြန်ဖို့တောင်းဆိုနေကြပြီးစီးပွားရေးဖိအားတွေနဲ့ပြည်ရင်းဆန္ဒပြမှုတွေကိုရင်ဆိုင်နေရတဲ့အလဲလက်အုပ်စုတွေကတော့ဒီတိုက်ခိုက်မှုတွေကြောင့်အံ့အားသင့်နေကြပါရယ်။ဒေတာတစ်ခုလုံးမှာတိတိတတ်တာပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာပါတယ်။အမေရိကန်ရဲ့မဟာမိတ်တွေဖြစ်တဲ့ Tel Aviv ကနေ Riyadh နဲ့ Abu Dhabi အထိ ချက်ချင်းသတိပေးအဆင့်တွေမြင့်တင်လိုက်ကြပါတယ်။ဒါ့ပြင်တစ်ချိန်ထဲမှာပဲသူတို့ဟာအမေရိကန်ပြည်ထောင်စုက လိုအပ်ရင်တိုက်ခိုက်ဖို့အသင့်ရှိနေတယ်ဆိုတာကိုအရင်ကထက်ပိုပြီးယုံကြည်လာကြပါတယ်။ Hormuz အရလက်ကြားကချိန်ချောက်မှုတွေနဲ့အီရန်ထောက်ခံတဲ့ကိုယ်တိုင်အင်အားတွေဖြစ်တဲ့ Hezbollah ၊ Iran နဲ့ Syria ကအုပ်စုတွေရဲ့ချိန်ချောက်မှုတွေဟာယာယီအဖြစ်ထိန်းချုပ်ခံထားရပါတယ်။ဒါ့ပြင်စစ်စင်ရေးအောင်မြင်မှုဟာအဆုံးသတ်တာကိုမဆိုလိုပါဘူး။ပရိပခပြန့်နှံ့သွားနိုင်တဲ့အန္တရာယ်ကရှိနေသေးပါ။ အစင်မကျင်းလက်တုံပြန်မှုဒါမှမဟုတ်တွက်ချက်မှားရမှုတစ်ခုကဒေတာတစ်ခုလုံးကိုစစ်ပွဲတန်တရားတစ်ထဲကိုတွန်းပို့နိုင်ပါတယ်။ရုရှားနဲ့တရုတ်လိုအင်အားကြီးနိုင်ငံတွေကအခြေအနေကိုအနီးကပ်စောင့်ကြည့်နေပြီးအာဏာလွတ်နေတဲ့နေရာတွေကိုဖြည့်ဖို့အခွင့်အလမ်းတွေတော့ရှာဖွေနေနိုင်ပါတယ်။ဒါပေမဲ့အ ਨੇ ဆုံးဒီခိုက်တက်မှာတော့ကဘာကဖြတ်ကျော်လို့မရတဲ့ကန့်သက်ချက်တွေရှိနေသေးတယ်ဆိုတာကိုသဘောပေါက်လာပါတယ်။ဒါတွေကိုဖြတ်ကျော်လိုက်ရင်တော့ပေးဆက်ရမယ့်အကျိုးဆက်ဟာကောင်းကင်တဲကတိတ်ဆိတ်စွာရောက်လာမှာပါ။ အရှေ့လေပိုင်းရဲ့အများစုဟာညအချိန်မှာအိမ်မောကြနေပေမဲ့အမေရိကန်ရဲ့လျှို့ဝှက်လေတဆန်းတစ်ခုကတော့တော်တော်ကြာကလေးကနိုးနေပါဗျ။ပြေးလန်းရဲ့မိန်ဖြော့တဲ့လင်းရောင်အောက်မှာ B1B လန်ဆာဘုံကျဲလေရင်တွေတာဝေးမဟာဗျူဟာဘုံကျဲလေရင်တွေဟာအထူးမရှင်တစ်ခုအတွက်ပြင်ဆင်နေပါဗျ။တစ်ချိန်တည်းမှာပဲ F15E Strike Eagle တွေကိုလည်းနေရာချထားပါဗျ။အနောက်ရောင်ကာဝယ်ဝတ်စုံတွေနဲ့ဤပညာရှင်တွေကမနာမနေအလုပ်လုပ်နေကြပြီးဘုံတိုင်းဝါယာကြိုးတိုင်းပြင့်မှတ်ထိန်းချုပ်စနစ်တိုင်းကိုစစ်ဆေးနေကြပါဗျ။ အနိုင်ငယ်များသာအမှားတစ်ခုကမရှင်တစ်ခုလုံးကိုအန္တရာယ်ဖြစ်စေနိုင်တယ်လို့ဂယုတစိုက်လှုံ့ဆော်နေကြပါတယ်။ GPS လမ်းညွှန်စနစ်တပ်ဆင်ထားတဲ့ JDAM ဘုံတိုင်းကိုလေရင်ကိုတဲ့ကို မီလီမီတာအထိတိကျစွာတင်ဆောင်ထားပါတယ်။ဒါရီနဲ့အတူအားဖြည့်ဘန်ဂါတွေကိုဖျက်ဆီးဖို့အထူးဒီဇိုင်းထုတ်ထားတဲ့ GPU 31ဘုံတွေကိုလည်းဂယုတစိုက်ကင်တွင်နေကြပါတယ်။တဖက်မှာတော့လေရင်မှုတွေဟာနီးပြူဟာဆွေးနွေးရေးအခန်းထဲကိုတယောက်ပြီးတယောက်ဝင်လာကြပါတယ်။ သူတို့ဟာအနောက်ရောင်ပြန်တန်းရေးဝစ်စုံတွေဝစ်ဆင်ထားပြီးတည်ကြည်တဲ့မျက်နှာသားတွေကိုပိုင်ဆိုင်ထားကြပါတယ်။ကြီးမားတဲ့ screen ပေါ်မှာဂျိုဒူမြေပုံတွေ drone ပုံရိပ်တွေနဲ့ဖမ်းယူထားတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေက data တွေကိုပြသနေပါတယ်။ထောင်လဲရေးကျွမ်းကျင်သူတွေကတန်တရားဖြစ်ပွဲနေရာတစ်ခုချင်းစီကိုအသေးစိတ်ရှင်းပြပြီးရန်သူရဲ့လှုပ်ရှားခြင်းတွေပြစ်မှတ်ရဲ့မြေမျက်နှာတွင်ပြင်ဖွဲ့စည်းပုံတွေကိုဖော်ပြပါတယ်။အချက်အလက်အားလုံးကဟူတီတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နယ်မြေတွင်းမှာနက်ဆိုင်စွာမြုပ်နှံထားတဲ့ဒုံးကျည်ပြစ်လွတ်စင်တွေရဲ့ကုန်ရက်တစ်ခုကိုညှို့ပြနေပြီး ဒါတွေကို လုံးဝဖြတ်စည်းဖို့လိုအပ်ပါတယ်။လေရင်ဖူးတိုင်းကသူတို့ရဲ့တာဝန်ကိုကောင်းကောင်းသိထားပေမဲ့ပိုရေးကြည့်တာက ပိုကြီးတဲ့ရှုထောင့်ကိုနားလည်ဖို့ပါ။အချိန်နဲ့ဒီနေရာအနှဲငယ်တွေးဖွဲသွားတာက လေရင်အတွက်တင်မကပဲဒေတာတစ်ခုလုံးရဲ့အခင်းကျင်းအတွက်ပါဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်ပေါ်စေနိုင်ပါတယ်။တိုက်ခိုက်မှုဟာမိုးမလင့်မီအချိန်မှာဖြစ်ပေါ်မှာဖြစ်ပြီးရန်သူတွေလှုပ်ရှားနေစေဖြစ်ပေမဲ့တုံ့ပြန်ဖို့အချိန်မရသေးတဲ့အချိန်ပါ။ဒါဟာသူ့ဟာသူဖုံးကွယ်နိုင်လောက်အောင်မှောင်မိုက်ပြီးတိကျသွားပြတ်မှတ်ထားနိုင်လောက်အောင်လင်းလာတဲ့အချိန်ဖြစ်ပါတယ်။ အရာအလုံးကိုနောက်ဆုံးတစ်ကြိမ်ပြန်လဲသုံးသပ်နေတဲ့အခါစခန်းထဲကငွေသက်ဟာတင်းမာလာပါတယ်။ဒါဟာတာမန်မစ်ရှင်တစ်ခုမဟုတ်ဘူးဆိုတာကိုလူတိုင်းနားလည်ထားကြပါတယ်။ဒါဟာကြိုတင်တိုက်ခိုက်မှုတစ်ခုဖြစ်ပြီးဒေတာရင်းတင်းမာမှုတွေကိုတိတ်တဆိတ်မြင့်တက်စေတဲ့တပ်ဖွဲ့ရေစီကိုရှင်းလင်းတဲ့အချက်ပြမှုတစ်ခုပါ။အဲဒီနောက်နောက်ဆုံးအချက်ပြမှုကိုထုတ်လွှင့်လိုက်ပါတယ်။ယူနယ်အလုံးဖြန့်ကျက်ဖို့ပြင်ဆင်ပါ။ကျဲအင်ဂျင်တွေရဲ့အတန်ဟာညအမောင်ထဲမှာဟိမ့်ထွက်လာပါတယ်။ B1 B လေယာဉ်တွေဟာဟန်ကာကနေပြေးလမ်းပေါ်ကိုထွက်လာပြီး F15E တွေကနောက်မှလိုက်လာကသူတို့ရဲ့နောက်မီလောင်ကရိယာတွေဟာတိတ်ဆိတ်တဲ့မီလောင်တွေလိုတောက်ပနေပါဗျ။ဖွဲ့စည်းထားတဲ့တပ်ဖွဲ့တစ်ခုလုံးအသင့်ဖြစ်နေပါပြီ။လေရင်တိုင်းဘုံတိုင်းလေရင်မှုတိုင်းအားလုံးနေရာတကျရှိနေပါဗျ။တိုက်ခိုက်မှုဟာစတင်ဖို့အသင့်ဖြစ်နေပြီးဒါပေမဲ့ရန်သူတွေကနိုင်ရင်နိုင်ငယ်တွင်မှာအခြေအနေဟာထာဝရပြောင်းလဲသွားတော့မယ်ဆိုတာကိုမသိကြသေးပါဘူး။အနိုင်ငယ်ဝေးတဲ့နေရာမှာ jet engine တွေရဲ့ဟိန်းသံဟာညရဲ့တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်ပါဗျ။ B1 B လန်စာတွေကဖွဲ့စည်းမှုကိုဥဆောင်ပြီးပြေးလမ်းပေါ်မှာငလျင်လိုခံစားရတဲ့အင်အားနဲ့ချင်းနှင်းလာပါတယ်။နောက်ကလိုက်လာတဲ့ F15E Strike Eagle တွေကလင်းမြန်တွက်လက်သေးစေနိုင်ပြီးတိကျတဲ့ချိန်ကိုင်းမှုနဲ့ဖွဲ့စည်းမှုမှာပြည့်စုံသွားရှိနေပါတယ်။ဒါပေမဲ့ဒါဟာအင်အားပြသမှုမဟုတ်ပါဘူး။ဒါဟာနောက်ဆုံးအသေးစိတ်ထိစိတ်ဆက်စွာစီတင်ထားတဲ့တကယ့်တိုက်ခိုက်မှုတစ်ခုပါ။လင်းရင်ထဲမှာလင်းရင်မှုဟာနေရာချထားမှု၊နာယီ၊ရေဒါစနစ်နဲ့ထောက်လန်းရေးလင်းရင်တွေနဲ့ စစ်ပတ်ဂျူဒူတွေကနေအဆက်မပြတ် update လုပ်ထားတဲ့ digital မြေပုံတွေကိုစောင့်ကြည့်နေပါတယ်။ရှေးမှာရှိတဲ့မြေမျက်နှာသွင်ပြင်ရဲ့အမြင့်တွေအကွင့်အောက်တွေကိုတေချာတွက်ချက်ထားပြီးထောက်လန်းခံရမှုအခွင့်အလမ်းတွေကိုအနည်းဆုံးဖြစ်အောင်လုပ်ထားပါတယ်။ B1B ဘုံကျဲလျင်ဟာအလေလက်အမြင့်မှာပြန်တမ်းပြီးသူ့ရဲ့အကွာဝင်းနဲ့အမြန်နှုံးကိုအားတာချက်ယူကရန်သူရေဒါတွေကထောက်လန်းမခံရဘဲပြစ်မှတ်တွေစီချင်းကပ်နိုင်ပါတယ်။သူ့ရဲ့ပြောင်းလဲနိုင်တဲ့တောင်ပိုင်းတွေကြောင့်ဒီလျင်ဟာတောင်တန်းတွေပေါ်မှာချုံးမေ့သွားချင်းနှင်းသွားနိုင်တယ်လို့ လိုအပ်တဲ့အခါရုတ်တရက်အရှိန်မြင့်ပြီးထွက်ပြေးနိုင်ဖို့တောင်ပံဖွဲ့စည်းပုံကိုပြန်တမ်းမှုအခြေတင်မှန်သမျှနဲ့လိုင်ယွန်ကြီးတွေဖြစ်အောင်ပြောင်းလဲနိုင်ပါတယ်။တစ်ချိန်တည်းမှာပဲ F15E ဟာမြေပြင်နဲ့နှိမ့်ကျသွားပြန်တမ်းပြီးတောင်ကြားတွေကြမ်းတမ်းတဲ့မြေမျက်နှာသွင်ပြင်တွေကိုဖြတ်တန်းသွားပါတယ်။သူ့ရဲ့လွန်မြန်ဆန်တဲ့အမြန်နှုံးနဲ့ရေဒါရှောင်တိန်နိုင်တဲ့ထိရောက်တဲ့စွမ်းရည်တွေနဲ့အတူဒီတိုက်လေယာဉ်တွေဟာ B1B အတွက်အကာအကွယ်တိုင်းတစ်ခုဖြစ်ဆောင်ရွက်ရုံနဲ့မကဘဲရွေရှားနေတဲ့ဒါမှမဟုတ်မမျှော်လင့်ထားတဲ့ပြင်းထန်တွေကိုတိုက်ခိုက်ဖို့ဆောင်ရွက်နေပါတယ်။ 아는 거지 이들이 말했냐?